အားလုံးပဲမင်္ဂလာပါအနော်ဝဟင်းရဲ့ Facebook နဲ့ YouTube channel လေးကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါတယ်ဒီကနေ့ည2နာရီခွဲမှာတော့ကျွန်တော်တို့ရဲ့ချက်လာစွာပေါ် Manchester United နဲ့အရင်တစ်ပတ်ကတရေကျထားခဲ့တဲ့ Real Sociedad တို့ရဲ့ Europa League 16သင်းအဆင့်ဒုတိယအကြော့ရှုံးထွက်ပွဲစဉ်လေးရှိပါတယ်ပထမအကြော့တော့ကျွန်တော်တို့ညတရေကျထားခဲ့တာဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာတော့နိုင်ရင်တက်မယ်ရှုံးရင်ထွက်မယ်ဆိုတဲ့ပွဲစဉ်ရှုံးထွက်ပွဲစဉ်လို့ပဲ ြောမှာပေါ့နော်အဲ့တော့အဲ့ဒီပွဲစဉ်လေးရှိပါတယ်အဲ့တော့အဲ့ဒီပွဲစဉ်လေးကိုပွဲကြုတ်ခံမှန်းတုံသက်ချက်လောမယ်ဆိုရင် Manchester United အနေနဲ့လက်ရှိအချိန်မှာ Real Sociedad ကိုတလုံးပြား80အနိုင်ဆိုတဲ့ဂျေးလောက်ပေါက်တယ်အရင်တစ်ပတ်ကသူတို့ရဲ့အိမ်ခွင်းမှာကိုရီသွားကန်တော့ကသူတို့ကကိုရီကိုတည်ပြ90ရှုံးလောက်ပဲပပလီပေးတယ်ဆိုပေမဲ့ကိုရီရဲ့အိမ်ခွင်းမှာကတော့ဗောနော ခုနတလုံးပြား80ရှုံးနိုင်ရင်တော့မှပဲအပြည့်မနိုင်ဘူးဆိုတဲ့ကြေးတရေကြုံနဲ့တင်မယ်ကြေးမနိုင်ဘူးတရေကြရင်အပြည့်ရှုံးမယ်ဆိုတဲ့ကြေးလောက်ထိပေးထားတယ်ဒါပေမဲ့တခုတော့ရှိတာပေါ့ United နိုင်ရင်အပြည့်နိုင်ဆိုတဲ့ကြေးပေးထားတယ်ဗျာအဲ့တော့အမှန်တိုင်းပြောရင် Manchester United အနေနဲ့တခြားတခြားတော့ပေါ့နော်ဖလားတွေကလည်းဘာဖလားမှမရှိတော့ဘူး Alfie Kaka လည်းထွက်ပြီး Carabao Cup ကလည်းထွက်ပြီးဒါနောက်ဆုံးဥရောပဝင်ခွင့်အတွက်မျှော်လင့်စရာဒီဖလားတစ်လုံးပဲရှိတယ်အဲ့တော့ဒီဖလုံးကသာ မန်ချက်စတာယူနိုက်တက်ရဲ့နောက်ဆုံးမျှော်လင့်စရာပဲဖြစ်တဲ့အတွက်ဒီဖလားမှာယူနိုက်တက်အနေနဲ့တော်တော်လေးအားသောခွန်ဆိုင်ကန်လာမယ်ဆိုတာကတော့ဒါထူပြီးပြောနေစရာတော့မလိုဘူးပေါ့နော်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ရဲ့နိုင်ရင်အပြည့်နိုင်သွားဆိုတဲ့ဂျီအရာကတော့အမှန်တိုင်းပြောရရင်တော်တော်လေးမှတော်တော်လေးပျော့တယ် ကျွန်တော်ကဖြစ်စေချင်တာဒီလိုပွဲမျိုးကို တလုံးပြား30ရှုံးလို့တလုံးပြား90ရှုံးလို့เนาะနှစ်ကိုသိမှအပြည့်နိုင်လို့အဲ့လိုမျိုးခက်ကြမ်းကြမ်းထွက်လာစေချင်တာပေါ့เนาะခက်ကြမ်းကြမ်းထွက်လာမှနိုင်မှုတေချာတဲ့နေရာမှာအခုလိုမျိုးပပလိုက်လဲနိုင်ရင်တောင်မှပဲပြား80လောက်ယူသွားกว่าဆိုတဲ့ကြီးအရာကတော့ဘယ်သူပဲပြေးပြေး United မှာ United ပဲထိုင်ကြမှာပဲနော်ပြီးတော့ဒီကနေ့ကြမှာဆိုလဲလက်ရှိ training ပြန်ဆင်းခဲ့တဲ့လူစင်းကို ပြန်ကြည့်မယ်ဆိုရင်လေဂိုးတဘာကတော့အွန်နာနာပြန်ဆင်းတယ်ထို့အတူပဲမာဇရာဝီဒေါခုအနေနဲ့ပြန်လဲပါဝင်လာမယ်အလဲမာကတော့ ဒီလေလင်ဒီလော့အတွဲရှိနေသေးတယ်ယိုရိုနဲ့ဟယ်ရီမက်ဂွိုင်းယားလီဆန်ဒရိုမာတီနဲ့သုံးယောက်ကတော့မပါဘူးအလဲပါကတော့ positive အချက်အနေနဲ့ကတော့ဥကာဒေးပြန်လဲပါဝင်လာတယ်ကက်စမီရိုအယ်ရီစင်ရှိမယ်ပြီးတော့မေဆင်မောက်အနေနဲ့လေးချင်ငန်းတော့ပြန်ဆင်းနေပြီဒါပေမဲ့မေဆင်မောက်ကတော့ဒီပွဲပါဖို့တော့မတေချဘူးပေါ့နော်နောက်ပွဲတွေရောတေချလားဆိုတော့နောက်ပွဲလည်းမတေချပါဘူးအဲ့တော့ပြီးတော့ဒီဘက်ချမ်းမှာ ာနာချိုတိုက်စစ်မှာ white loss zesty ဆိုတဲ့အတွဲ manchester united မှာရှိနေခဲ့တယ်။ချီရိုလေးအနေနဲ့ကတော့ဒီဥရောပပွဲစဉ်တွေမှာပါဝင်ခွင့်မရှိဘူးဖြစ်တဲ့အတွက်ချီရိုကိုတော့ဥရောပပွဲစဉ်တွေဥရောပ league ပွဲစဉ်တွေမှာတော့မိတ်ထားလိုက်လို့ရပါပြီ။နော်အဲ့တော့လက်ရှိဒီလူစင်းအရာကတော့ Manchester United နေရဗျာဒါနောက်ဆုံးမျောလင်းချက်ပဲ ဒီအားလုံးရင်ဘာမှမရှိတော့ဘူးဗျာကျွန်တော်တို့နေလက်ရှိ Premier League မှာပဲကျွန်တော်တို့နေ Asset 1ကနေ8ထိဝင်ပြီးတော့ဥရောပဝင်ခွင့်ရမလားဆိုတော့လေလက်ရှိအနေအထားရမလွယ်ဘူးထို့တူပဲ FA Cup မှာလည်းပြုတ်ပြီး Crawford မှာလည်းပြုတ်ထားပြီးဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ရဲ့ဥရောပဝင်ခွင့်နောက်ဆုံးမျှော်လင့်ချက်ပဲမဟုတ်ရင်နောက်ရာသီမှာကျွန်တော်တို့နေအေးဝမယ်တပတ်မှတပွဲပဲကြည့်ရမယ်။ဘာပဲဖြစ်တော့တပတ်မှတပွဲပဲကြည့်ရရင်လည်းစိတ်ချမ်းတော့ချမ်းသာမှာပဲ။ဒါပေမဲ့တပတ်မှတပွဲကြည့်တဲ့အရာတို့ရတော်လေးတော့ပြင်းမှုကောင်းပါတယ်။အဲ့တော့ကျွန်တော်တို့နေနောက်ဆုံးမျှော်လင့်ချက်ကဒါပဲရှိရနေတာမှာဒါ ਉਹ ပဲ ပုံအောင်ပြီးတော့ဆက်လျှောက်ဖို့တော့လိုအပ်တယ်ပေါ့နော်ပြီးတော့အရင်တစ်ပတ်ကသူတို့ရဲ့အိမ်ခွင်မှာပေါ်ဆော့တဲ့အနေထားအရ United နေနဲ့တော်တော်လေးမှတော်တော်လေး positive ဆောင်းနေအဲ့လောက်ကြီးနေပါတဲ့အနေထားမဟုတ်တဲ့အနေထားမှာလက်ရှိအိမ်ခွင် ultra ဖို့မှာခံရမယ်ပြီးတော့ Okathe ထော်ခုလိုလည်းပြန်လဲပါဝင်လာမယ်ဆိုတော့အနေထားရကတော့ United နေနဲ့ပွဲချိန်အတွေ့အနိုင်ဒါမှမဟုတ်ရင်အချိန်ပိုကြမှအနိုင်ဒါမှမဟုတ်ရင် penalty ကြမှအနိုင်ဆိုတဲ့အရာဝတ္ထုတစ်ခုကတော့မျောလင်းလို့ရတယ်ပေါ့နော် ဒါဘယ်လိုပြောမလဲဆိုလက်ရှိပေါက်ကြီးอ่ะဗျာတလုံးပြား80နိုင်ဆိုရဲကြီးပေးထားတယ်အဲ့တော့ United အနေနဲ့ပေါက်ကြီးရှုံးတော့ဘာလို့ဆိုတော့တနိုင်ငံလုံးတကဘာလုံးက United ပဲဒီနေ့ညလောင်းကြမှာပဲဗျာဟုတ်တယ်မလားဟာနိုင်အပြည့်နိုင်ရယူနိုက်တက်ကလည်းမျောလင်းစရာဒီဘလာလို့ရင်ဘာမှမရှိတော့ဆိုဒီလိုပွဲမျိုးတော့ကန်လောက်ပါတယ်သူကသူ quarter final နဲ့ကြာမှပြုတ်ပြုတ် semi final နဲ့ကြာမှပြုတ်ပြုတ်ဆိုတော့အနေထားလောက်မှာဒီပွဲမျိုးကတော့အကုန်လုံးကတော့ ဝိုင်းပြီးတော့ United ပဲဝိုင်းထိုင်ကြမှာပဲမဟုတ်နော်အဲ့တော့ United ပဲဝိုင်းထိုင်နေတဲ့အနေအထားမှာမဟင်းပြောနေကြထိုးစားပါစံအရာ United အနေနဲ့ဒီလိုပွဲမျိုးကိုသိရကံသွား ဒါပွဲချင်းအပီတီသေးရေးဇီးဇီးဆိုရင်ခုနလိုမျိုး United နိုင်အပြေးနိုင်မှုဆိုတော့ခေါင်းလေးကောင်းပြီးအချိန်ပိုကြမှာ United ကထားနိုင်တာအရို penalty ကြမှာထားနိုင်တာအရိုဒါလည်းဖြစ်ချင်လည်းဖြစ်လာနိုင်တာပဲအဓိကကတော့ဘလို့ပဲနိုင်တယ်ကျွန်တော်တို့လို United ပြိသက်တွေကတော့ငါတို့အသေး quarter final တက်ဖို့လိုတယ် quarter final တက်ရင်ကျွန်တော်တို့အနေနဲ့ line နဲ့တွေ့ဖို့တော့တေချာတော့ရှိတယ်ပြီးရင်ကျွန်တော်တို့အနေနဲ့ဟိုဘက်ချမ်းမှာနောက်ထပ် semi final ကြာရင် Bilbao roll out နဲ့တွေ့တင်တယ် ကျော်လာခဲ့တော့ဘယ်နဲ့တွေ့မလဲဆိုတော့ဆက်ပြီးတော့ကြည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်ခွင့်နေနောက်ဆုံးဥရောပဝင်ခွင့်ကဒီဖလားပဲရှိပါတယ်အဲ့တော့ဒီကနေ့ညမှာနိုင်အောင်ကံမယ်လို့လဲယုံကြည်ပါတယ်ပေါ့နော်တခုပဲကြောက်ပါတယ်ခုနကျွန်တော်ပြောတဲ့ထိုးသားပါဆန်ပေါ့နော်အဲ့တော့တကဘာလုံးက United နိုင်အပြည့်နိုင်မယ်ဆိုတော့ဒီလောက်ကြီးပေးထားတဲ့အနေထားမှာအကောင်လုံးကလည်းဒီလိုပွဲမျိုးတော့ United အားဆိုင်ပြီးကန်လောက်ပါတယ်ကွာဆိုပြီးတော့အကောင်လုံး United ကိုထိုင်နေတဲ့အနေထားမှာဒိုင်းနေရဲ့ တင်မလားအော်လို့ထိုးတဲ့ကလပ်ဖန်လေးတွေကြာမှာ United နေနဲ့ပွဲချိန်အတွင်းမနိုင်မဲနဲ့အချိန်ဘူးကြာမှာနိုင်တာတို့ပနတီကြာမှာနိုင်တာတို့ဖြစ်သွားတာလေမဖြစ်ဘူးလို့တော့ပြောလို့မရဘူးဖြစ်ချင်ရင်ဖြစ်သွားနိုင်တယ်ပေါ့နော်အော်ဘာဖြစ်ပါဒီကနေ့ညနှစ်နာရီခွဲကြရင်ကျွန်တော်တို့ရဲ့6လဆောက်တော့ Manchester United ပွဲရှိပါတယ်ခမရက United fan ဆိုရင်နိုင်တဲ့ပွဲမှမကြည့်ပါနဲ့ရှုံးမဲ့ပွဲပဲဖြစ်ဖြစ်နိုင်တဲ့ပွဲပဲဖြစ်ဖြစ်ဘယ်လိုပွဲပဲဖြစ်ဖြစ်ကျွန်တော်ရင်းနဲ့အချိန်အားရတယ်ဆိုရင်ကြည့်ပါ နော်ဘာလို့ဆိုတော့အချိန်မအားလို့မကြည်ဘူးဆိုတဲ့အရာကိုတို့ဒီကလက်ခံလို့ရတယ်ဗျာရှုံးလို့မကြည်တော့ဘူးဟာကိုဟင်းရင်မနိုင်တော့တော့ဘူးဗျာအဲ့တော့ကျွန်တော်ကကြည်ရင်စိတ်ညစ်မှာဆိုလို့အိပ်ပြီဗျာဆိုတဲ့ဟာတွေကတော့အဆင်မပြေပါဘူးမင်းကအားလေအားတယ်နော်အလောက်ကလည်းမရှိဘူးဆိုရင်နော်နိုင်မယ်လို့ပဲထင်တယ်ရှုံးမယ်လို့ပဲထင်တယ်ကြည်ပါဘာလို့ဆို United D thing ကိုချစ်တယ်မလား ဒီသိန်းယူချင်မိမသမိုင်းငါရှိမှာပဲជីជីတခြားသူမှာပဲជីជីဗမာပဲជីជីပါအ ਨੇ ဆုံးကတော့ငါတို့အသင်းနိုင်လို့ quarter final တက်သွားခဲ့ရင်တော့မှာပဲငါအသင်း quarter final တက်တဲ့ပွဲစဉ်မှာငါတို့အတူကြီးခဲ့ရတယ်ဆိုတော့အနေထားတစ်ခုကိုခံစားရတာပေါ့နော်ဒါဟိုး away အင်္ဂလာမှာရှိနေခဲ့တဲ့ Manchester United အနေနဲ့ကျွန်တော်တို့ရှိမှလည်းမသိဘူးကျွန်တော်တို့တွေကိုလည်းမသိဘူးဒါပေမဲ့သူ့ဘာသာသူကျွန်တော်တို့တိတိမသိသိပါကျွန်တော်တို့ချစ်တာကိုကျွန်တော်တို့သိနေရှာပြီပေါ့နော် အဲ့တော့အားလုံးပဲစီပါဒီကနေ့ညတနင်္လာခွဲကြရင်ပြန်လည်ဆုံတွေ့ပါမယ်